မနေ့ကပကံကိုဒီမှာကိစ္စလေးရှိရောအချင်းလာရောမွန်လို့နှစ်ယောက်လုံးဒီမှာအသွားပြန်တယောက်လဲဒီကောင်းမောင်းနေရတယ်ပြီးတော့ line မကောင်းတော့မမတင်ဖြစ်ဘူးဗောနော်ဒီနေ့ရောမွန်ဖိုင်လေးလုတ်ပေးမယ်အာဖိုင်းကားကြတော့ဗောနောကိုကအာကိုဘွားမှာဂျာကိုကဘလို့မျိုး live မျိုးပိုင်ဆိုင်ရမလဲဆိုတာလေးလုတ်ပေးမယ်ဗောနောမိုးဒီမှာကက်ကလေးမလုတ်ချင်လို့ဒီမှာစိတ်ကူးပေါက်လာနေလုတ်ပေးရဆိုတော့ကြောက်ဒီတည့်ရွက်လေးတွေရပဲရွှေပေးဗောနော အဲအဲ့တော့ရပြီဆိုတော့မွန်းစပေးပါမယ်။နံပါတ်1အနေနဲ့ကကိုရဲ့ life ကိုရဲ့ဘဝမှာကကိုကအဲ့လိုကိုဘဝမှာနည်းနည်းအဲ့လိုအထင်လွဲခံရတာလေးများရေပေါ့နော်။ကိုဘာပဲလှုပ်လှုပ်ကိုကအတိမတ်ပြုတ်ခံရတာနဲတယ်။မိသားစုမှဖြစ်ဖြစ်၊မောင်နှမမှဖြစ်ဖြစ်အဲ့လိုချစ်သူသမီးသားဆိုလဲကွာကိုကအဲ့လိုကောင်းမွန်အောင်ပြောပြတယ်။ဒါပေမဲ့သူကအဲ့လိုဆရာကြီးလှုပ်တဲ့ချက်လဲသူမဟုတ်ကိုကနားပူတယ်ပေါ့နော်။အဲ့လိုမျိုးထင်တတ်ကြတယ်။ အဲ့လိုမျိုး live နဲ့တွားပြီးတော့ကိုယ့်ရဲ့ live ကနည်းနည်းလေးတော့ကိုကကိုကိုရန် strong ဖြစ်ပြီးတော့ဖြတ်တန်းနိုင်မှာတော်တော်လေးအဆင်ပြေပြီးတော့တွားမယ့်ပုံစံလေးမှာပါတယ်။ပြောမယ်ဆိုရင်တော့အဲ့လိုစိတ်ဓာတ်ထိုးကြလို့မရဘူး။စိတ်ဓာတ်ထိုးကြလိုက်ရင်ဘာဖြစ်လာနိုင်လဲဆိုတော့အနာဟောင်းလေးပြင်ပြန်ပေါ်လာပြီးတော့ဟိုကိုယ့်အတွက်တဖက်မှာကိုအရန်စ조사ရတာပေါ့နော်အဲ့လိုကြီးဖြစ်တတ်တယ်ဘဝမှာကိုကဟိုအနေအမြင့်ကနေကြမ်းတယ်အဲ့လိုဘယ်လိုလဲဆိုတော့ကိုကအဲ့လိုအရန်မျော်မှန်းထားတဲ့အချိန်မှာဝုံကနေအဲ့လိုမျိုး ကြသွားတက်တယ်သို့မဟုတ်အဲ့လိုမျိုးပေါ့ဟိုနိုင်ငံအခြေအနေတော့၎င်းကိုယ့်ရဲ့တစ်ဖက်မှာကိုယ့်ရဲ့ lifestyle တစ်ခုတစ်ခုပေါ့အဲ့လိုမျိုးတနေရာတနေရာတခြားအခြေချရတာဘဝတစ္ဆာတာအဲ့ဒါကြီးတော်တော်များများကြုံတွေ့နိုင်တယ်ပြီးတော့အရွယ်ဝေးနဲ့လည်းနည်းနည်းလေးပို့ပြီးတော့ ဩကောင်းမွန်ပြီးတော့ရဝေးမှာပဲပိုအောင်မြင်နိုင်တဲ့ပုံစံနေထားရှိရပါတော့အသက်ရွယ်အဖြစ်ဆိုရင်တော့အသက်33နောက်ပိုင်းကနေစပြီးတော့ live လေးနည်းနည်းတည်ငြိမ်ဖို့ရှိရဲ29 28နေစပြီးတော့ကုညီမဲ့သူတွေစောင်းမကြည့်ရှုမဲ့သူတွေအခွင့်အလမ်းလေးတွေပို့ပေါ်တတ်တယ်30အဲမွန်ပြောတဲ့30ကျော်နောက်ပိုင်းကနေစပြီးတော့ကြတော့ကောင်းမွန်တည်ငြိမ်တဲ့ရင်းကျက်တော့ပေါ့ကိုကဘွားမှာကွာ အများကြီးတန်ရာရင်းနဲ့ဖြတ်တန်းခဲ့ရတော့ကိုယ့်ရဲ့ life ကြတော့ကိုကလုံးဝ AC တည်ငင်ပြီးတော့ကိုဘွားဆိုလဲလုံးဝ peaceful solutions ဖြစ်စေတဲ့လူပဲရွှေ့ချင်ပါပြီးရင်အိမ်အောင်ကြားတဲ့ပုံစံနေထားမှာဟိုစိတ်အေးချမ်းသာတော့ပေါ့ငွေကြေးပုံစံနေထားရင်အရင်မပြည့်စုံရင်တော့စိတ်အေးချမ်းသာတော့ပြည့်ပြည့်စုံတော့အဲကိုယ့်အတွက်ကကိုယ့်ဘာသာကိုဒါကိုယ်အတွေးကို life ကိုကိုတိဆောက်ရတော့အဲ့လိုမျိုးဘွားမျိုးပိုင်ဆိုင်ရဖို့ရှိတယ် ကိုကမှဥစားတာကောင်းမွန်နိုင်မလားဆိုတော့ဥစားတာကောင်းမွန်နိုင်တယ်ဒါပေမဲ့ကိုကတော့အတိတ်တွေထဲမှာမနေနဲ့အဲတစ်ဖက်မှာကိုလှုပ်ရှားရှားလှုပ်ပြီးတော့တွားရင်တော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်ဒါကတော့1အတွက်ဖြစ်တယ်2ကကြတော့ဖိုင်2ကကြတော့ရဲရင်နေပေါ့နော်ပြက်သားတယ်သူကသူ့ဘက်မှာသူကကိုရဲ့ rules နဲ့ကိုတွားတာဥပမာဟိုတချို့ကွာဒီအားကြီးဟို ဝလုံးမြေသားနဲ့ဝပြားကြီးဝပြားကြီးပြောဟင်ဝပြားကြီးလို့လိုက်ပြောရတယ်မှမပါဘူးဝလုံးမြေသားနဲ့ဘာလို့ဝပြားပြောရလဲအဲ့လိုမျိုးပေါ့လားနေအမှန်တရားတွေလုံတယ်အဲ့တော့တစ်ခါလေးမှအဲ့လိုမျိုးအယူသေးတန်းနေတော့ဘူကန်လန်ဆန်နေတော့မဟုတ်ပေါ့အဲ့လိုကိုယ့်ရဲ့စိတ်ရင်စေတနာနဲ့ကောင်းမွန်တဲ့ပုံစံကိုမသိတဲ့သူတွေကြတော့အာနည်းနည်းလေးကိုပေါင်းတရားခတ်တဲ့ကြီးကျယ်စသဖြင့်ပေါ့လေကိုနောက်ွယ်မှာအရှိမတော့ရည်တယ်ဒါပေမဲ့နောက်ွယ်မှာတော့ကိုယ့်ရဲ့တရားဘာမှကောင်းမနေဘူးပေါ့နော်အဲ့လိုမျိုးကြုံတွေ့တတ်တယ် ပြီးတော့အခြေအိမ်တော်ရေးပုံစံမြစ်တာရေးနဲ့ပတ်သက်လာရင်လည်းစိတ်ကလေးလို့အဲ့စိတ်လို့ချင်းပုံစံနေထားတဲ့ကြောင့်တစ်ဖက်မှာပေါ့နော်အာဘလို့ဖြစ်လဲဆိုတော့အရွေးချယ်မှတတ်တယ်။ဥပမာကွာလူတယောက်ဆိုဒီတယောက်ကိုကွာဟိုရေရှည်အရင်မစင်းစားဘူးမစင်းစားဘဲနဲ့ကိုယ့်ပုံနည်းနည်းကောင်းလိုက်တယ်သို့မဟုတ်ကိုယ့်ရဲ့စိတ်ထဲမှာကြည်နေ Okay သူ့ကိုငါကြိုက်တယ်သူ့ကိုငါဘွားအတွက်အစသဖြင့်အဲ့လိုမျိုးတွေတခါလေးမှရုပ်ရုပ်တရက်ဆန်တဲ့အရာကြီးပေါ့နော်အဲ့လိုလောက်တက်တာတွေဖြစ်တတ်တယ် အဲတဖက်မှာဆိုလဲကိုအခွင့်ရခွင့်လန်းဆိုလို့ရှိရင်လဲအဲ့လိုပဲရုပ်ရက်ဆန်နဲ့ကိုစီရောက်လာတယ်ဖြက်ခနဲတွေးတယ်ဖြက်ခနဲလုံးလိုက်တယ်ရဲဝင်းလုံးလိုက်တယ်အောင်မြင်သွားတယ်အဲစသဖြင့်အဲ့လိုမျိုးရှိနေတယ်အဲ့တော့ဘဝမှာကဥစားတာပုံစံနေထားကကြတော့ကိုကနည်းနည်းယုံကန်ရတတ်တယ်ဘဝပုံစံနေထားရဆိုရင်အော်ကိုကလမ်းကြောင်းရှာရတာဗောနော်ကိုကဥမာအသက်35မှာကိုကတည်ငင်းခြင်းနဲ့အဲ40လောက်မှာကိုဘွားနဲ့ကိုဖြစ်ချင်တယ်စသဖြင့်ပေါ့အဲ့လိုအကန့်လေးရှိတတ်တယ်အဲ့တော့အဲ့ဒီအရာတွေအတွက်ကိုတော့လုံနိုင်တယ်ဒါပေမဲ့ လုံးနိုင်ပေမယ့်အပေါင်းအသင်းနဲ့အပျော်ပါဖြတ်တတ်တယ်။အဲ့တော့အဲ့နောက်ခုကိုတေချာလေးခဲလုပ်ပြီးတော့သွားနိုင်မယ်ဆိုရင်တော့ဟိုနည်းနည်းအသက်အရွယ်ပေါ့နော်40 45နောက်ပိုင်းမှာအဲ40 45မှာလာဆိုအဲ့လိုတော့မဟုတ်ကျိုးစားရင်ကျိုးစားလောက်လောက်အောင်မြင်စင်ပြေနိုင်တဲ့ပုံစံဒါပေမဲ့40 45နောက်ပိုင်းမှာကျတော့တော်တော်လေးဟို စုမီဆောင်မီအနေထားတစ်ခုပေါ့အဲကိုကအခုချိန်မှာလဲကိုမွေးနေလဲဘယ်မှမယုံဘူးကိုရဲ့ရုပ်ရည်ဒီဖိုင်းတူးရဲ့ရုပ်ရည်ကမြင်လိုက်ရင်လည်းတထေးရုပ်ပေါ့အဲ့လိုလေးတထေးရုပ်လေးတွေအဲ့လိုမျိုးလေးဖြစ်တတ်တယ်ဆဲလေးရုပ်လေးတွေဆွဲဆောင်ဖြေရုပ်လေးဖြစ်တတ်တယ်အဲ့တော့နည်းနည်းလူချင်းကြီးလေးစားခံရတဲ့မှာပါတော့ကိုအနေနဲ့ဘာပဲလှုပ်လှုပ်နည်းနည်းကိုကိုကိုအဲကိုရဲ့ကိုရဲ့ကိုသွေးပေါ့နော်ကိုကိုကိုထမ်းမြတ်မှုအဲတစ်ဖက်ကအလုံငန်းကန်တဲ့ပတ်သက်ပြီးကျွမ်းကျင်မှုလူတွေနဲ့ပတ်သက်ပြီးတော့ ်ဒေချာလေးလာမှုပေါ်မူတည်ပြီး try မယ်ဆိုရင်တော့အောင်မြင်ဆုံးပုံစံနေတာဖြစ်ပါလိမ့်မယ်လို့ပြောချင်ပါတယ်เนาะအဲဒါကတော့မောဒီမှာကမ်းနားမှာနေနေရင်းနဲ့ဖိုင်းလေးလှုပ်ဝေးခြင်းသိရှိလို့မောလှုပ်ဝေးသွားတဲ့အကြမြင်ဖိုင်းမှာအဲ့တော့ကြောင့်မလို့တကယ်လို့များအားနည်းချက်တွေပေါ့เนาะအရှိရကိုယ့်ရဲ့ life နဲ့ပတ်သက်ပြီးတော့မှန်ခဲ့ရင်တော့ဒါနောက်ပိုင်းအနာဂတ်အတွက်ကတော့စောင့်ကြည့်ရမယ်ပေါ့အဲ့ဒါအကြမြင်ဖိုင်းဖြစ်တဲ့အတွက် တကယ်လို့အရှိမမုံပြောရတဲ့ type play တွေကကိုယ်နဲ့မတူရင်တော့ဆက်မကြည့်နဲ့ပေါ့နော်။မုံရဲ့ပညာနဲ့ပတ်သက်ပြီးအားနည်းချက်လို့ပဲဒါယူဆပေးပါလို့ပြောချင်ပါတယ်နော်။အဲ့တော့နောက်ထပ် video မှာပြန်ဆုံပါမယ်ရှင်။တက်တာပါ။